င်တဲ့ activity လေးလုပ်ပေးတာဖြစ်တဲ့အတွက်ကျောင်းကတော့တခြားကျောင်းနဲ့မတူဘူးပေါ့နော်မင်္ဂလာပါရှင်အခုကတော့ IH ရန်ကုန်မှာတက်နေတဲ့ PET class ကိုတက်နေတဲ့ Math Indra ချမ်းမြေရဲ့အမဖြစ်သူဒေါက်တာတနုစံနေဖြစ်ပါရဲ့ရှင်။တောင်းကတော့အရင်ကျောင်းတက်ထားတဲ့သူတယောက်ကနေပြီး feedback ရထားလို့ဒီကျောင်းကိုစကြွိုင်းဖြစ်ပါရဲ့ရှင်။အာဒီကလေးမှာတော့တက်ဒီကျောင်းမတက်ခင်နဲ့တက်ပြီးနောက်ပိုင်းမှာတော့အဓိကအပိုင်းလေးကတော့ပြောင်းလဲရတော့ဒီ confident အပိုင်းပေါ့နော် confident အပိုင်းမှာတော့သူပြောင်းလဲလာတာကိုတွေ့ရတယ်ရှင်။သူက speaking က reading writing အကောလုံးမှာဟိုပြောင်းလဲမှုတော့တော်တော်ရှိလာတယ်ကွန်ပျူတာပိုရှိလာတယ်ပေါ့နော်အညီမလေးပုံမှာတော့ဒီ English language ကဒီ second language ဖြစ်တဲ့အတွက်ဒီ father စကားကိုပိုပြီး fluently ပြောဆိုတတ်လာအောင်တော့ပိုပြီးတော့မျှော်လင့်ချက်ထားထားပါရဲ့အဲအနာဂတ်မြန်မာကျကတော့သူ့ပုံမှာပဲမူတည်တယ်ပေါ့နော်သူ့ဘာကိုပိုပြီးတော့စိတ်ဝင်စားလဲစိတ်ဝင်စားတဲ့အပိုင်းမှာအကောင်းဆုံးဖြစ်လာအောင်တော့မျှော်လင့်ပါရဲ့ အာသူအင်္ဂလိပ်ကျောင်းအများကြီးနဲ့တော့ကိုလည်း exposure ရှိဘူးတယ်ပေါ့နော်သူ့ကိုလည်း exposure ထားဘူးတယ်ပေါ့နော်ဒါပေမဲ့ဒီကျောင်းရဲ့ထူးခြားချက်ကတော့ဒီပုံမှန်ဆိုရင်ဆရာဆရာမတွေကအဲကလေးတွေရဲ့ improvement ပေါ့ပို့တီးပြီးတော့တိတ်ပြီးတော့မသိကြဘူးပေါ့နော်သူတို့ကစတင်သွားတယ်ကလေးတွေရဲ့ feedback ကိုဘယ်လိုရှိလဲကလေးတွေက personally ဘယ်လို total မရှိလဲမသိကြဘူးပေါ့ဒါပေမဲ့ဒီမှာကတော့ဟိုဆရာကိုမေးလိုက်ရင်ဆရာက reading ဘိုင်းမှာဘယ်လိုရှိလဲ writing ဘိုင်းမှာဘယ်လိုရှိလဲ speaking ဘိုင်းမှာဘယ်လိုရှိလဲဆိုတော့သူကသိသိကြကြကိုသိကြတယ်ပေါ့နော်အဲ့ဒါလေးကိုတော့တော်တော်ကြပါရဲ့ရှင် အဲဒီကျောင်းကတော့တခြားကျောင်းတွေနဲ့မတူတာကတော့ကျောင်းမှာကတော့ဒီ spelling bee contest လိုမျိုးကျောင်းသားတွေနဲ့ activity လေးလုပ်ပေးတာဖြစ်တဲ့အတွက်ကျောင်းကတော့တခြားကျောင်းတွေနဲ့မတူဘူးပေါ့နော်အဲ့တော့အဲတာတာမီမီတွေအတွက်ကျောင်းအဲကျောင်းကောင်းကောင်းရှာကျင်နေပေါ့နော်ကို language ဘိုင် contest ဆင်းနေဆိုရင်တော့ဒီ IH ရန်ကုန်မှာတလေးကို try ဖို့တော့ဟိုတိုက်ထိတ်ပေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်